ဟိုရေဝဲအဲ့လိုအထီးကိုက်ရှိတဲ့အချိန်တို့ရေဝဲကြားတဲ့အချိန်တို့ဆိုရင်ကိုပိုကြီးခံစားရတယ်။ဟိုအဲ့လိုမျိုးအမားရှိလာတဲ့တော့အကုန်လုံးဒါဒီများများထပ်တောင်းပါဘာ။ ်းစားနာမည်ကြီးဆယ်လည်းမဟုတ်ဘူးပြီးတော့ကိုယ့်ရုပ်ကလည်းအရန်ချောရနေတာဆိုတော့လူကြီးစရာရုပ်ချင်းစရာရုပ်လည်းအရန်ပြည့်စုံနေတဲ့ရုပ်ဆိုတော့သိရမလားကိုယ်ကစဉ်းစားငါမှလို့ရုပ်ကြီးလည်းမရှိဘူးတော့အတန်အားလည်းတချင်းကဂီတာတီးတက်လာဆိုတော့ငါဘာမှလည်းမလုပ်တာဘူးဟာဘယ်လိုလိုက်လောက်အောင်လဲကိုယ်လည်းစဉ်းစားစဉ်းစားစဉ်းစားနေဒီအခုလိုမျိုးအခုလိုလိုလူသိများရဲ့ဒီဒေါ်လာရင်းကိုထောက်ကူပြူနေရဲ့ အင်ဖလူအင်ဆာတွေခဲဘယ်နဲ့ဘာစီဒီယန်နေပေါ့နော်အဲပြီးတော့ဟိုဒီတော်လိုင်းကိုဝိုင်းကူညီပေးနေရဲ့ထောက်ပို့တွေအကိုမရပြီးတော့ဒီအဘက်ဘက်ကနေတောင်ဝင်ထမ်းဆောင်နေချားချားအဖွဲရဲဘော်တွေပေါ့နော်သူတို့ရဲ့ထောက်ပို့ထောက်ပို့ထောက်ပို့ကဏ္ဍမှာသူတို့ပေါင်ဝင်ကူညီလို့ဟိုလိုက်လေးလာပေါ့လေးလာလေးလာဘယ်သူမှဘယ်နေမျိုးကိုဘယ်သူလူတယ်ဘယ်နေမျိုးကိုဘယ်သူလူတယ်ဘယ်သူကထောက်ပို့တေချာချာနဲ့မှန်မှန်ကန်ကန်နဲ့ဒီမျိုးပြင်းကိုပြေးလာပြေးွားနဲ့ပေးလဲဆိုတော့လိုက်လေးလာလေးလာလေးလာပေါ့ လေးလလေးလာရဲ့အချိန်မှာကိုကအခုလိုမျိုးလိုက်ပြီးတော့ဂျင်းဘော်ဆက်ဆားပြီးတော့ကိုကလုပ်ပေးနေတဲ့စိတ်ကတော့ခုမှပြည့်စီတယ်။ငါဒါကိုလုပ်မယ်ဟိုကိုရအောင်ကိုအဲ့လိုမျိုးစိတ်ကသာပြည့်စီတာဒါပေမဲ့ဟိုဟိုကိုဆက်ဆားခြင်းလုပ်တဲ့အချိန်မှာကိုဘယ်သူမှလည်းမသိဘူး။မသိတော့လူလူလေးလူဘာလဲလူလေးရုပ်ကိုကြည့်ပြီးပြောရုပ်ကိုကြည့်တော့လူလူလေးလားလူဘာလဲ အဲ့အဲ့ကျင်ကယူနီဖောင်းဝတ်ပြီးတော့တနက်ကင်ပြီးတော့တောင်ဝိုင်းနဲ့အားလိုက်လာအားဒါဆိုအကွာပြောရတဲ့ခံစားကွာစိတ်တော့မကောင်းစိတ်စိတ်တော့တော်တော်ကြီးကိုဝမ်းနေတာပေါ့ငါဒီဘွားအတွက်ဒီလိုမျိုးလုပ်ပဲဒါပေမဲ့ငါတို့ဟိုမသိဘူးငါတို့ကတကယ်ရဲဘွားအတွက်လိုအပ်နေတဲ့အချိန်မှာငါတို့ဒီလိုသွားကုညီအောင်သွားပြီးတော့ကုညီသွားတောင်းနေမှာသူတို့သူတို့ပြောလိုက်တဲ့စကားတွေကဟိုအရန်ကြီးကိုခံစားရသေးတယ် ဟောခံစားရလဲခံစားရမှာပဲ။ဟောဒါကိုရခံစားရတယ်တရားကိုခံစားရဆိုပြီးမပြောလို့ရလဲမရပြန်အောင်။ဟောအခုရဲဘော်တွေတကယ်လိုအပ်နေတာဆိုတော့လေ။အဲ့တော့ကြောက်ကိုကသွားပြီးတော့အခုကျွန်တော်ကဘေးရဖေးရပါကျွန်တော်ဘေးဖွဲ့ရမှာကျွန်တော်တောင်းဝန်ထမ်းဆောင်ပါတယ်။ဟိုကျွန်တော်တို့ဒီအဖွဲ့လိုအပ်ချက်တွေဒါလေးလိုအပ်နေရရဲဘော်တွေဒီမှာအရှိမတိုက်ပွဲဝင်နေရဝင်နေတော့တို့လိုအပ်နေကြီးကားတွေအုတ်ထုတ်တွေဒီဖက်နှက်တွေအရင်အရေးပေါ်လိုအပ်နေလို့ပါ ီးတော့လိုအပ်တာတော့ပြောမှဆိုရင်အဲ့ဒါအပြင်အဲ့ဒါတွေပဲလိုအပ်တာမဟုတ်ဘူးတနတလရိတ်ခါတွေတနတလရဲဘော်တွေရဲ့အတုံးဆောင်တွေသူရဲဘော်ဆိုလုံးဝအဆင်မပြေရဲဘော်ဆိုရင်အောက်ခံပေါင်းမိတော့အဲ့ဒါတော့ဝဲတယ်အဲ့ဒါရောဝဲကြမရှိဘူးလုံးဝဘာသာဟုတ်အနေနဲ့ရဲကလာလူတွေဟိုသူတွေပဲအနေနဲ့ရဲကနေဒီဝဲလာကြပြီးတော့လာတဲ့ထဲမှာလည်းဟိုဟိုပြောအလွန်အသီးသီးရပါတယ်တတိသားလည်းပါတယ်ဟိုအရှင်အလေလက်တန်းသားလည်းပါတယ် ဟိုနောက်ဆုံးရန်ကုန်မှာဆိုရင်ဘာလို့လှိုင်းသာဆိုရင်လှိုင်းသာတို့ရွှေပြည်သာတို့ဆိုရင်ဟိုကျူးကျော်ပေါ့အဲ့လိုအစီအမပြေအဲ့လိုအစီအမပြေရဲ့ဟိုခွေးဟိုခွေးတောင်းသားတွေပေါ့နော်အဲ့ကောင်နေဘော်ဒီဇာနဲ့ထိုးမတရားနိုင်ခြင်းကျူးတွေဖြတ်ပြီးတို့ခရိုနဲ့ပေါင်းပြီးရောင်းစားအဲအဲ့လိုနေရာနေအိမ်နေပါတဲတွေပါဘောဇာနဲ့ထိုးခံပြီးတော့နေစရာလုံးဝမရှိနေစာပြေအဆင်မပြေအဆင်မပြေအဲ့အဲ့ဒါမခံချင်တဲ့နေရာကြောင်ရောက်လာတဲ့ ဟိုကျဲဘော်ရေကျွန်တော်တို့ခွဲရီထဲမှာဟိုဒီစစ်ကြောင်းကခွဲရီထဲမှာကျွန်တော်တို့တက်တက်မှာအများပြရှိတယ်အဲ့တော့တက်ကိုတို့အိမ်ကလည်းအဆင်မပြေဘူးတောင်းလို့လည်းမရဘူးတောင်းလို့လည်းမရဘူးဟောဆိုတို့ခံယူချက်တာတို့ခံယူချက်ခိုင်ခိုင်မာမာတာရှိတာဒါပေမဲ့တို့မှာနောက်ကနေတို့ supporting ပေးမဲ့တို့မိဘရေအားသာအဆင်မပြေဘူးဆိုတော့အဲ့တို့ဝေးကြမရှိဘူးဝေးကြမရှိဘူးအဲ့အချိန်မှာလည်းကျွန်တော်တို့ဒီတက်တက်နဲ့စစ်ကြောင်းဆိုတာကပွဲတိုင်းပွဲတိုင်းပွဲတိုင်းမှာပါတယ်ဒါပေမဲ့မီဒီယာဘိုင်းမှာဆိုရှယ်ဘိုင်းမှာအရင်အားနေတဲ့အချိန်ဆိုတော့ ဒီကျွန်တော်စတဲ့နကစကြောင်းရဲဘော်ဥမာရောက်တရာရှိမှဆိုရင်တရောက်လောက်ကိုပဲပြည်သူရတိတိတာဗောနော်ဒါပေမဲ့အဲ့ရောက်ကျန်တဲ့99လောက်ကိုမတိကြအောင်စကြောင်းစတဲ့နစကြောင်းဆိုပြီးတော့ဥမာတချို့ဆိုရင်ဟုတ်နိုင်ငံရချာအမေရိကန်တို့အဲ့လိုမျိုးစင်ကာပူအဲ့ရဂျပန်တို့တူတာဆိုရင်စတဲ့နစကြောင်းကဘယ်ရလဲဟိုဘယ်နေရာလဲဘာမှတောင်းဝင်တန်းဆောင်နေတာလဲသတ်သတ်ဖို့ဆက်ဆက်လောက်ချင်ရဆိုရင်တို့အဲ့ဒါရှိမှာကျွန်တော်တောင်ပိုင်းတိုင်းမှာကင်းပြီးနေတောင်ပိုင်းတိုင်းစတဲ့နစကြောင်းပါ အဲ့ဒါဘယ်မှာဘယ်နေမှာစီးရေလှုပ်ရှားတာလဲဟိုကျွန်တော်အဲ့တော့ညင်းစိတ်ထဲမှာတော့ကတော်တော်ကြီးကိုခံစားရတယ်ငါတို့ရေဘော်တွေငါတို့ဒီကိုပေါ့နော်ငါဒီမှာတောင်းဝင်ထမ်းဆောင်ပြီးတော့ဒီမှာမြေပြင်မှာတကယ်လှုပ်နေရတာအောင်မှငါတို့လှုပ်နေရအောင်မသိရပြည်သူတွေကရှိသေးရဲ့ဟိုလှုပ်တာလှုပ်တာပဲကိုယ်လှုပ်နေရအောင်ပြည်ကမမြင်ဘူးဆိုတော့ရမ်းခံစားရတယ်အဲ့ဒါကိုကိုဒီလိုမျိုးဟိုလိုက်ပြီးတော့တနိုင်ငံတကာအဲ့လိုမျိုးပေါ့ထောက်ဖို့ဆိုတော့လိုက်ပြီးတော့အဲ့လိုမိတ်ဆက်တဲ့အချိန်အဲ့လိုခံစားရင်ဒီတကယ်အောက်မှာလှုပ်နေရဲ့ ်ညောင်များတဲ့ရဲဘော်တွေဆိုရင်တို့တွေပို့ပြီးတော့မှသိကြမှာမဟုတ်ဘူးအဲ့အဲ့လိုရေဘော်တွေကိုမတိမတိတော့ရေဘော်တွေကလိုရေဘော်တွေမတိတော့ရေဘော်တွေလိုအပ်တာအောင်မဖြည့်သီးပေးနိုင်မဖြည့်သီးပေးနိုင်ဘူးမဖြည့်သီးမပြည့်နိုင်အောင်မဖြည့်သီးပေးနိုင်ရေဘော်တွေမတိတော့ဘာနောက်မဖြည့်သီးပေးနိုင်တဲ့ပြင်ရေဘော်တွေအထင်မြင်လွဲခံရတယ်အဲရေဘော်တွေအဲဒီကလူလေနေလားဒီကောင်တွေကတကယ်လို့ဟောဟောဟောလို့လားရေဘော်တွေအရင်ဟိုအရင်စိတ်တဲ့ emotion အရင်များတာပေါ့စိတ်အရင်ဝမ်းနေတာပေါ့စိတ်လည်းမကောင်းဖြစ်တယ် ဟုတ်တော့သူတို့တကယ်လုံနေစ조사လုံနေဒါပေမဲ့သူတို့အခုကြီးတောင်းတယ်သူတို့ဘူးမှမသိဘူးဆိုရပုံစံမျိုးပေါ့အဲ့ဒါရရန်ကြော်ဖြတ်ခဲ့ရတာပေါ့ပြီးတော့ညီလေးထောက်ဖို့ဆက်ဆက်လုတဲ့အချိန်ကတော့ကိုကသွားပြီးကုညီတော့ကျွန်တော်ဖယ်ရအဲ့ချိန်မှာဟိုညီလေးထောက်ဖို့ဆက်ဆက်လုခြင်းကြောင့်ကိုရဲဘော်ရဲ့ယုံကြည်မှုနဲ့ကိုဟိုယူရတယ်ပြီးတော့မိဘပြည်သူရဲ့ယုံကြည်မှုနဲ့ယူရတယ်အဲရဲဘော်ရဲ့ယုံကြည်မှုယူရယူပြီးတော့မိဘပြည်သူရဲ့ယုံကြည်မှုယူပြီးတော့မှ ဒါဆက်ပြီးတော့ကိုတစင်ပြီးတစင်တက်အဲ့တက်တဲ့အချိန်မှာ မျိုးစုံပေါ့နော်ခက်ခဲရမျိုးစုံခက်ခဲရမျိုးစုံအဲ့အဲ့ဟာတော့ညင်ဟိုစိတ်တော့မြင့်တယ်ကွာဒီလားဟိုဒါဘာဖြစ်လို့လဲဆိုတော့ဟိုအပြီးသူနေရာမှာပြန်စင်းစားကြည့်ရင်လေသိရမလားညဒီတော်လိုင်းမှာပါလာတဲ့လူတိုင်းကအကုန်လုံးကအဲဘယ်လိုပြောမလဲအချို့ကျတော့ဒီတော်လိုင်းကိုဗန်းပြပြီးတော့လောက်လာရှိရကွာဘာလို့လဲဆိုတော့ PDF ဆိုရင်ပြီးသူတွေကချစ်ကြတာချစ်ကြတော့ကုညီတောင်းရင်ပေးကြပေးကြကြအဲ့ဟာကိုတီးတဲ့ ်ဗီဒီယမဟုတ်တဲ့ကောင်တွေကဗီဒီယရောင်းဆောင်တာရှိတယ်ဟုတ်တယ်ဗီဒီယရောင်းဆောင်ပြီးတော့ uniform ပါညာနဲ့ဆိုတခြားသူတွေရဲ့ပုံတွေယူသုံးပြီးတော့အဲ့လို light လှူခံတဲ့ခါကျတော့ပြည်သူတွေကလည်းအလိန်ခံထိတော့ပြောကြတာဒါတော်လန်ကြီးရဲ့အခက်အခဲတစ်ခုလို့ပဲပြောရမှာပေါ့နော်အဲ့တော့ညီတိကအဲ့ထဲမှာမှထောက်ဖို့တယောက်အနေနဲ့ပိုကြုံရတာဆိုတော့ပိုပြီးတော့ခက်ခဲတာပေါ့အဲခုနကလိုယုံကြည်မှုပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဆိုရင်အရင်တိဆောက်ရတယ်အဲအရင်တိဆောက်ရတယ်အထင်မြင်လွဲတာလည်းရှိတယ်အထင်မြင်လွဲတာလည်းရှိတယ်ဟိုဒီလေးအနေနဲ့ကြောက်ထောက်ဖို့အနေနဲ့ကြောက်တော့အောက်ကြနောက်ကြခံတာအောက်ကြနောက်ကြဘယ်လောက်ပဲခံရခံကိုကို ကိုကိုကိုပြောရင်တရောင်းသားလို့သူများကြီးပြောလဲခံရမှာပဲဘောဆိုဟိုကိုကဒီတောင်းဝင်ယူထားတာဆိုတော့ကိုရဲဘော်ရဲ့အတွက်ကိုအဲ့လိုမျိုးမှလိုက်ပြီးတော့အောက်ကျနောက်ကျခံမခံဘူးဆိုရင်အဲ့အဲ့လိုမျိုးသူများကြီးအဲ့လိုမျိုးအထင်သေးတာအသေးမခံနိုင်ဘူးဆိုရင်ဒီသူများကြီးဝိုင်းပြောရဲတရောင်းသားပါအဲ့လိုမျိုးဟာအဲ့လိုမျိုးပြောရဲဟာမခံနိုင်ဘူးဆိုရင်ဒီကျွန်တော်ရဲဘော်ရဲ့ကကလည်းอืมอย่ามาบ่ฮู้อ่าจังโลโกใจตะหลอกเจ้ากูแค่ขันเลย ်ဒီကကိုရဲဘော်ရပြီဆိုရင်ကိုကျင်တတ်ပြီအင်းဒီကရဲဘော်တွေပြည့်စုံရင်ကျင်တတ်ပြီအားကြောင့်မလို့ဟိုကိုဘလောက်ပြောပြောဘလောက်ပြီးအထင်သေးသေးကိုဘလောက်ပဲအောက်ကြခံရခံရကိုအောက်ကြခံတာကိုတော့မဟုတ်ဘူးလေဟိုကိုရဲဘော်တွေတော့ကြာတော့ကိုခံနိုင်တယ်ဟိုကိုတောင်းဝင်ရတာကိုကအဲရဲဘော်တွေကဒီထောက်ဖို့တောင်းဝင်တာမျိုးပဲသူကတိုက်ခိုက်ရေးဆိုတော့ထောက်ဖို့နဲ့တိုက်ခိုက်မှကြာတော့တိုက်ခိုက်ရေးကအသက်အနည်းပုံများတယ်အင်းအသက်အနည်းပုံများတယ် ဟိုထောက်ပွက်ကြတော့နေခေါင်းစားရတယ်ဟုတ်ဟုတ်အတန်းညောတိတ်တိုက်ခိုက်ရေးပေါ်ရတာမမြအောင်အဲ့ဒါကြောင့်ကိုအစားခံနိုင်တယ်ဟိုအထင်သေးတော့ညက်ရတယ်အဲ့ထိတ်တော့ညက်ရတယ်ဝမ်းလဲနေရတယ်ပြီးတော့တိုက်ပွဲကကျွန်တော်ဒီဓာတ်ရေထုတ်နေဖြစ်တဲ့ပွဲမဟုတ်ဘူးကဂန်းတနအဲ့ဒါနဲ့ဖြစ်တဲ့ပွဲဆိုတော့ရန်ငွေကြမှာနေနေရတဲ့ပွဲဆိုတော့ဒီရန်အငွေရန်အနံ့နေရရန်ရေတက်ကိုစားလောင်စားလောင်တယ်ရန်ရေစားတယ်ရေတက်ရန်လိုအပ်တယ် အဲ့ချိန်ကျရင်အရန်ဟိုတိုက်ဝဲတောက်လျှောက်အမတနေ့တရက်စတိုင်နှစ်ရက်စတိုင်အဲ့လိုဖြစ်တဲ့အချိန်ကျရင်ရေတဲ့အရန်ခန်းချောက်တယ်နောက်ကလိုက်ရှာအနောက်ကနေသူတို့ပြီးတော့လည်းဟိုအဲ့လိုကလည်းအဆင်မပြေဘူးရေဘော်လည်းအမြဲလမ်းဆန်းတက်ကြွနေမှဟိုအဲ့လိုမျိုးအဲ့တော့မလန်းဆန်းတော့မတက်ကြတော့အားနည်းနည်းရော့သွားဆိုတော့ねရေဘော်ရဲ့အတန့်အနေနဲ့ဆွင့်ရအင်းအဲ့အတွက်ကိုသူတို့အမြဲတမ်းလန်းဆန်းနေအောင်တက်ကြနေအောင်အမြဲတမ်းနောက်ကနေဆွင့် ။ဒီနေ့ရောက်ပြည်သူတွေကိုကလိုက်ပြီးတော့တရောင်းသားပဲဖြစ်ဖြစ်ကိုခွက်ခောက်တယ်ပဲပြောတော့ဘယ်လိုပဲပြောကိုရဲဝဲတိုက်ပွဲမှာအေးတဘူးတောက်ရဖို့။အော်သူရဲဝဲတွေပြင်းမှန်းနားမြန်ဆက်လက်တောက်ရဖို့။ဒါဟိုကျွန်တော်ညီလေးဆိုရင်တခါတခါတန်းဟိုအဲ့လိုတိုက်ပွဲဖြစ်လို့လိုက်ပြီးကုညီတောင်းကုညီတောင်းရရတဲ့ခောက်ရှိတာပေါ့။ဟိုခါအခြေခါတောင်းမယ်ဆိုရင်6ခါလောက်ကတော့ရ။အဲ့၄ခါလောက်မရဘူးဆိုရင်ကိုရန်ไม่มองขึ้นเนี่ยอืมงั้นนี่ก็ประมาณโหใต้เนี่ยบ่มาเลยเว้ยตู ပြင်မနဲ့ဘာမှလည်းတော့မစားရအဲ့လိုချင်းကြရင်ကိုဘဒုလိုက်ပြီးတော့ဟိုငိုပြဘဒုလိုက်ပြီးတော့ကိုအကူကြီးတောင်းရမလဲဆိုတော့အဲ့လိုပြောရတယ်ကျွန်မကိုမှရှက်တဲ့ဟာရှက်လည်းမရှက်တတ်တော့ဟိုတော်လိုင်းမစားခင်တော့ဆိုရင်အဲ့လိုမျိုးသူများစီကကိုအိမ်ကကိုမောင်နှမချင်းတော့မပတ်စံချီးဘူးလားမဟုတ်ဘူးတောင်းတုံးဘူးလားမဟုတ်ဘူးဟိုအဲ့လိုမျိုးဟိုဒီဒီရောက်မှအဲ့လိုမျိုးသူများကကိုနဲ့တည့်ရဲ့ဒဇင်းပေါ့နော်ဟို အဲ့အဲ့လိုဟိုဒသိန်းဆိုတော့အချောင်းဟိုဒီဟိုဒါမရင်းနေတဲ့သူမရင်းနေတဲ့သူပေါ့နော်ဒီသူတွေပေါ့ဒီတဲ့ပြည်သူတွေပေါ့နော်ဒီတော်လိုင်းင်းထဲမှာလာမှာတည်ရပေါ့ဒါပေမဲ့ဟိုကို့နဲ့တောင်းမှုကြတော့ဒါသတိအဲ့လိုမျိုးဆိုတော့တောင်းမှာတော်တော်မဝင်မရင်းနဲ့ဘယ်လိုဆိုငါတွေးမိတာပေါ့ငါငါဟိုပြောမှလည်းအရက်တော့အရက်အရက်တော့ပေါ့ငါကြည့်တဲ့ငါပြီးတဲ့ပတ်စံလည်းမရှိဘူးငါတို့ ်ငါကောကျေးဇူးလည်းငါငါတို့သူတို့ပုံမှာလည်းကျေးဇူးလည်းမရှိဘူးအဲ့ဒါငါသွားတော့ရင်ငါ့ကိုဘယ်လိုမြင်မလဲပေးပါမလားဟုတ်တယ်လေအဲ့ဘောဒါအခက်ခဲဒါတော့တွေးပြရတယ်သူတို့အတွက်လည်းသူတို့လည်းအဆင်မပြေဘူးဆိုရင်အဲ့အချိန်ကျရင်ကိုတွေးလိုက်တာအချိန်ကျရင်ကိုမှားလာမှာငါဖြစ်စင်တာဖြစ်ကွာငါ့ကိုထင်နေတာထင်ပြောနေတာပြောကွာရဲဘော်အတွက်ရာရာဘူးပဲအဲအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တက်တဲ့စကြောင်းမှာထောက်ဖို့တောင်းဝန်ထမ်းဆောင်နေတဲ့ရဲဘော် Henry ဖြစ်ပါတယ်ခင်ဗျာ လက်ရှိကျွန်တော်တို့ဒီတက်တနက်စစ်ဆောင်ကနေပြီးတော့ပြည်လုံးနေတဲ့ကမ်ပိန်းလေးတစ်ခုရှိပါတယ် Black Panther 3000တော့အမိရပါတယ်ခင်ဗျာဟိုတက်မှတ်ကာလကတော့မေလ5ရက်နေ့ရက်မေလ15ရက်နေ့ရက်နေ့ပြီးတော့ဇူလိုင်လ5ရက်နေ့ထိပဲဖြစ်ပါတယ်ခင်ဗျာကာကမောင်းကတော့တင်းသုံးထောင်ချက်ဖြစ်ပြီးတော့လက်ရှိချိန်ထိရရှိတဲ့ပမာဏဟာ14ရာခိုင်နှုန်းပဲရှိပါသေးတယ်ခင်ဗျာဒါကြောင့်မလို့ပြည်ရင်းပြည်ပါမှာရှိတဲ့တော်လန်မိဘပြည်သူများအနေနဲ့ကျွန်တော်တို့ရဲ့ဒီ Black Panther 3000ရဲ့ campaign လေးကိုပါဝင်အားဖြည့်ပေးကြဖို့ရအတွက်ထပ်မံတိုက်တွန်းနေပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Black Panther တိတောင်တဲ့ campaign လေးမှာပါဝင်လို့တဲ့မိဘပြည်သူများအနေနဲ့ Black Panther Column Page Black Panther Column Horizon Page ဒီတဲ့အခါကျတော့ဒီကျွန်တော်တို့ post time post time မှာနိုင်ငံတကာ alpha list တွေကိုလည်းဟိုအသေးစားလေးချပေးထားပါတယ်ခင်ဗျာအဲနိုင်ငံတကာ alpha တွေစီမှာလည်းယုံကြည်စိတ်ချတာလည်းပါဝင်ပေးလို့ရပါတယ်ပြည်ပပြည်တွင်းပြည်ပမှာရှိတဲ့မိဘပြည်သူများအနေနဲ့မိမိတို့နေတဲ့သက်ဆိုင်ရာနိုင်ငံအလိုက်ဟိုသက်ဆိုင်ရာငွေကြေးအလိုက် alpha တွေစီမှာဆက်သွယ်ပြီးတော့ယုံကြည်စိတ်ချသွားနဲ့ပါဝင်အားပေးပေးလို့ရပါတယ်ခင်ဗျာ ိဘပြည်သူများအားလုံးကိုကျေးဇူးများရှိကြပါတယ်ခင်ဗျာအဲ့တော့ကိုပြောတာကိုကိုမှရှင်သူအမှတချို့ဆိုရင်ရှိတယ်အဲမင်းတို့မင်းတို့ဘာမင်းတို့ခံယူချက်နဲ့ဝင်သွားတာငါတို့နဲ့ပါဆိုင်လဲဟောအဲ့လိုကောင်းနေလဲရှိတယ်အဲ့လိုကောင်းနေလဲရှိတယ်မင်းတို့ရှောက်တဲ့လမ်းမင်းတို့သွားငါတို့လည်းမဆိုင်ဘူးဟောအဲ့လိုကောင်းနေလဲအဲ့လိုလည်းရှိတယ်အဲပြီးတော့ငါတို့ငါတို့မှလည်းငါတို့ဘာကိုပြေးနေရတာအဲ့လိုလူမျိုးလည်းရှိတယ်ဒီ အဲ့လိုပြေးနေတဲ့လူတွေကတော့နားလည်ပေးတယ်ကိုချင်းစားတယ်ဟောဆိုဒီစကားစကြောက်သူတို့ပြေးနေတာဒီအာနာရှင်ကြောက်ပြေးနေတာဆိုတာကိုချင်းစားတယ်အဲဟိုလိုမျိုးကိုအားကိုရရဆိုကိုဂျုံကြီးကကိုတောင်းလို့ရမယ်လို့ကိုလိုက်ပြောတာပေါ့အဲအဲ့တော့အမျိုးမျိုးပြောတာပေါ့မင်းတို့ဒီဒီတက်ရနေမင်းတို့မင်းတို့မရှာနိုင်ဘူးလားမလုံနိုင်ဘူးလားဟာအဲ့လိုမျိုးပြောတာပေါ့အကုန်လုံးအဲ့တော့ကိုကဘာပြောရမလဲဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့ကတော်လိုင်းလုံနေတာပေါ့နော်ကျွန်တော်ကစီးပွားရေးလုံနေတာမဟုတ်ဘူး တော့ကိုကျိုးအတွက်ကျွန်တော်လုပ်နေရမဟုတ်ဘူးအဲ့တော့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဘယ်လိုပဲဖြစ်ကိုဘက်ကသူအဲ့လိုပြောလာပေမဲ့လည်းကိုဘက်ကဟိုပြန်ပြီးတော့ရရစမ်းတုတ်ပြန်လို့မရဘူးဘာလို့လဲကိုကဟိုအခုချိန်မှာကိုက uniform ပို့ပြီးတော့တစ္ဆာလေးချက်ထိုးထားတဲ့ပြည်သူ့ကောက်ွယ်တပ်မတော်သားတယောက်ဖြစ်တာနဲ့အညီပေါ့နော်သူကသူဘယ်လိုပြောပြောသူကပြည်သူဆိုတော့ပြည်သူလိုပဲပေါ့ကိုကရင်ကြီးပဲဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ရပါတယ်ကျွန်တော်တို့ဟိုအညီတို့လည်းအစီအမပါတယ်အကိုတို့လည်းအစီအမပါတယ် ဘောနော်အဲ့လိုမျိုးပြန်ရကိုကိုဖြည့်သိရတာဗောဟိုပြည်သူတယောက်အနေနဲ့ကွာငါပြည်ငါပြည်သူငါပြည်သူပြောတာပဲဘာမှဖြစ်ဘူးဆိုတော့ထိတ်နေအဲ့လိုပြန်ဖြည့်သိပြီအဲ့လိုမျိုးလုပ်ခဲ့ရလဲရှိတာဗောဟိုရဲဘော်ရေဟိုရဲဘော်ရေအဲ့လိုအထီးကိုက်ရှိတဲ့အချိန်လို့ရဲဘော်ရေကြားတဲ့အချိန်လို့ဆိုရင်ကိုပိုကြီးခံစားရတယ်အဲရေဝဲချင်းမှာတော့တခါမှထုတ်မပြအောင်ဘောနော်။ဟောဆိုဟိုသူတို့လည်းပို့ပြီးတော့စိတ်ဓာတ်သူတို့ကြောက်အောင်မှာဆိုတော့ ါမဲ့ကိုခံရတယ်ကိုအဲ့လိုမျိုးရောရကြရင်ငါဘာမဖြစ်ပေးနိုင်လိုက်လို့ငါဟိုကမလုပ်ပေးနိုင်တော့အရင်အဲ့လိုမျိုးဖြစ်တယ်ရေဘောအခုရေဘောညီတို့ခွဲဒီစစ်ကြောင်းမှာအခုဟိုကျွန်တော်ကြောက်ဟိုဘဲစစ်ကြောင်းဘဲအဖွဲအဲ့လိုမျိုးမျိုးမှာမရှိဘူးခေါင်းစဉ်ပဲရှိရအဖွဲတွေမှာအကုန်လုံးကဒေါ်လာရေးရေဘောကခုရေဘောပဲဒါပေမဲ့ကိုကိုနဲ့အနီးကပ်ရှိတဲ့ရေဘောကိုကိုပို့ပြီးတိုင်ရုံးစဉ်ရှိတာပေါ့ဟာကိုနဲ့ကိုခွဲအဲ့လိုမျိုးတောင်းဝန်ထမ်းဆောင်ပြီးအပတ်စဉ်တူတဲ့ရေဘောတွေပေါ့နော်အဲ့လို ထိခိုက်သွားတဲ့အခြေတို့ကြားတဲ့အခြေလို့အဲ့လိုပဲဆိုရင်ကိုကငါသူရှိတော့ငါသူလိုအပ်တာတွေငါမဖြည့်ဆည်းပေးနိုင်နေတာတွေပဲအဲ့လိုမရှိရင်ပို့ပြီးခံစားပို့ပြီးတော့ဟိုငါနောက်ဒီလိုမျိုးမဖြစ်အောင်ဟိုသူတို့ရှိတုံးမှာသူတို့ရှိပြီးတော့ဒီနိုင်ငံအတွက်ပြည်သူအတွက်အလုံးလုံးနေတဲ့အချိန်တောင်းဝင်ကြည်ကြည်နဲ့တောင်းဝင်ထမ်းဆောင်နေတဲ့အချိန်မှာငါသူတို့လွင် ဆန္ဒသူတို့လိုအပ်တဲ့ဟာအောင်အကောင်းဆုံးနဲ့အပြည့်အဝဆုံးဖြစ်အောင်ဟိုကြောက်အောင်လုပ်မယ်ဖြစ်ဖြစ်နေနေလုပ်ရအောင်လုပ်မယ်ဆိုပြီးတော့တွေးပြီးတော့အခက်ခဲပေါင်းဆုံးဘာလာလာဟိုတုံးတက်တက်ကြားခိုက်ခိုက်ချမ်းအဲ့ပေါ့အဲ့လိုမျိုးပေါ့ဘယ်လိုပဲဟိုဘယ်လိုပဲဒဏ်နေဘယ်တော့ပဲဟိုကိုဖီးရဲကိုအဲ့လိုမျိုးပြောလိုက်ပါရဲ့ကြောက်နောက်ပိုင်းကျတော့ဟိုကိုရဲဘော်ရဲ့မလိုအပ်ဟိုလိုအပ်မှုရှိတာရှင်ဆိုရင်ကိုအဲ့ဒါတွေကို မိပြီးတော့မိပြီးတော့ကိုရဲဝဲဘာလို့လဲជីကလို့လားជីကရအောင်တော့ရအောင်ရှာမဖြစ်ဖြစ်နေရှာဟိုရင်းတော့ကျွန်တော်ဆိုရင်ဟိုညီလေးဆိုရင်ညီလေးကိုကုညီနဲ့ညီလေးထောက်ဖို့စားလို့ရအချိန်အားစားပြီးအခုချိန်ဒီကုညီနဲ့ပုံမလားစင်ပေါ့နော်ညီတို့ရဲဝဲတွေတက်ကုညီနဲ့မိဘပြည့်သူတွေညီလေးတကယ်အားနာဘာလို့လဲဆိုတော့ညီလေးရဲဝဲညီအရန်ညီလေးဟိုစိတ်ကအရန်လောတယ်ညံ့တယ်ဟိုကိုတခုဆုံးဖြတ်လိုက်ပြီဆိုရင် ိုရအောင်ရဲဝဲတော့ဖြည့်စည်းပေးခြင်းလေအဲ့ဒီကြောက်ကိုအမားတွေလည်းညီလေးများတာပေါ့အမားတွေရှိတာပေါ့ဘလို့ဆိုဟိုဥမာဆိုရင်ပေါ့နော်ဟိုကိုဟိုပေါ့နော်ညီလေးကတစ်ဖက်ဒီအဲ့ကိုအမေကိုညည်းပြီးတော့ဟိုအားလားမသိမအားလားညင်းနာညင်းမသိဘူးอืมမသိတော့ညီလေးသွားပြီးတော့ဒီရဲဝဲရလည်းလိုအပ်နေဒီမှာလည်းဖြစ်နေမိဖင်ကြတော့ဟို့ မကြောက်ဘူးလေမြေမှာဖြစ်နေတဲ့အခြေအနေကညီလေးတို့တော့မှကြားရင်တော့မထုတ်ပြောလို့မရတဲ့အခြေအနေဆိုတော့အရေးကြောင့်တော့တော့ပြောချင်တာပေါ့ပြောချင်တာကိုကြီးအမကြီးအာအဲ့တော့ဖုန်းလိုက်ပါခေါ်မိတာပေါ့ညီလေးကြောင့်ဟိုးထောက်ဖို့စားလို့ခရေကဒီညီလေးဟိုတွားတဲ့ပုံစံစာကြိုက်ရတာကိုဒီလိုမျိုးဗီဒီယိုကောပဲဖြစ်ဖြစ်ဖုန်းပဲဖြစ်ဖြစ်ဟိုပြောတာပို့ပြီးတော့ အာတာအာတာတဘောလဲကြာတယ်ဘောဆိုဟိုကိုလေးသားတမှုဘောနော်လေးသားတမှုမိုင်းမှာကြာတော့ဒီစာနဲ့ကြိုက်ပြီးတော့ပြောပြီးတော့အကူညီတောင်းတာထက်ဒီစကားပြောပြီးတော့ပိုပြီးဟိုအကူညီတောင်းပြောတာကိုပြောချင်တာစကားလုံးရဲ့အဓိပ္ပာယ်ဟိုပို့ပြီးတော့ထိထိရဲအောင်နဲ့လေးလေးလတ်လတ်နဲ့ဘောနော်ဒါလေးသားဟိုလေးသားကြောင်းဒီပြည်သူလည်းလေးသားကြောင်းကျေးဇူးတင်ကြောင်းဒါတိကျ စာနဲ့ရိုက်ရရင်မလေးသားမလေးနှမ်းမှုလေးနှမ်းမှုတွေတိတ်မရှိဘူးလို့ခံစားရတာပေါ့အာစာလေးတစ်ကြောင်းတစ်ကြောင်းရိုက်တော့အကိုကြီးကူညီပေးပါဒီလိုဟိုလေးလုပ်ပေးဒီလေးလုပ်ပေးပါအဲ့ရတော့ကိုကိုကနာနေလို့ပေါ့အားလဲအားနာလို့ငါပေးတိုင်းပတ်စံလည်းမရှိဘူးငါအလိုသွားပြောတော့အဲ့တော့ကိုကဗီဒီယိုကောကောက်ခေါ်ဗီဒီယိုကောခေါ်လိုက်ဟုတ်ကောခေါ်ပြီးတော့ကိုကြီးဘလို့ဘလို့ဘလို့ဆက်လိုက်ဟိုအဲ့လိုမျိုးအကူကြီးတောင်းတော့နောက်မင်းကကိုအားနာတယ် တို့အာမမသိမအာမမသိအာမမသိမအာမမသိငါအဲ့လိုမျိုးခေါ်ရငါရိုင်းရမြကြာလာငါအဲ့တခါတည်းအကုန်လုံးတောင်းမှန်တာပေါ့နော် တောင်းမှန်ဟိုတခါလေဟိုပြောတာပေါ့အဲ့ကောနည်းနည်းတောင်းမှန်ပါတယ်နော်ဘာလို့ဒီကဒီကနေလည်းတခါလေတောင်းမှန်လို့ရတောင်းမှန်ပါတယ်နော်ဘာလို့ဟိုရဲဘော်ရဲ့အတွက်ကိုတကယ်လိုအပ်တဲ့အချိန်ကျရင်အဲ့လိုမျိုးစိတ်လောပြီးတော့စိတ်လောပြီးတော့ကိုရဲဘော်ရဲ့အတွက်လိုအပ်တာပဲကြားစင်ကြိုးစောနေပေါ့နော်ဒီ အဲ့လိုအဲ့လိုပြုံးမှုမီးအဲ့လိုပြုံးမှုအဲ့လိုပြုံးမှုမီးတော့ဟိုဒီအကိုတို့အမတို့အနေတို့ဘောတည်ရမလားဟိုရိုင်းတယ်လို့မျိုးအဲ့လိုမျိုးဖြစ်သွားရင်တောင်းပန်ပါဒါပေမဲ့အဲ့လိုမျိုးစိတ်တော့ဟိုမရှိပါဘူးအဲ့လိုရိုင်းဟိုအဲ့လိုမျိုးပေါ့နော်မလေးစားတဲ့ပုံတော့မရှိပါဘူးဟောဆိုဟိုအဲ့လိုမျိုးအမားရေရှိလာတော့အကုန်လုံးဒါဒီများနေထပ်တောင်းပန်ပါကိုကြီးလည်းတောင်းပန်ပါတော့တနည်းကဟိုဖုန်း 哦，还有人讲呢，还还能还摸不着鬼风一口的，对吧？啊，对。嗯，然后他他他讲他他问你的这个不咯？那都都你也你也加吧，然后那上班个啦，要个你也不咯？上午对不来我嘛嘞，啥来表你过路的不咯？ဒါပေမဲ့သူခံစားနေရတဲ့ဟာတွေကိုဒါအခုလိုမျိုးကျွန်တော်တို့တွေပြန်သိရတဲ့ခါမှာအချို့ပိုင်းတွေမှာအဖြစ်တွေတွတ်တူရတယ်ပေါ့အဖြစ်တွေတွတ်တူတယ်အဲကိုကိုတိုင်က အဲ့လိုမျိုးလာပြောခံရတဲ့ဟာတွေလက်ရှိခဲ့ဘူးရဲ့ညီလေးအဲကိုဆိုအဲ့လိုပေါ့ဒီဒီရဲဘော်ရဲဘော်ဆိုပါတော့ပေါ့နော်သူကအဲ့လိုမျိုးအများကြီးမှလာလာပြီးစကားပြောတယ်စကားပြောရဲ့အချိန်မှာအဲ့လိုပေါ့ပထမပြောရဲ့အချိန်မှာတော့ပြန်ပြောပြစ်တယ်အဲအကူညီတယ်တက်နိုင်လောက်တော့ကူညီပြစ်တယ်ဒုတိယတတိယအဲအဲ့တစ်ခေါက်ကျတော့ခီးသွားတာပေါ့ခီးသွားတော့ဒီစားတွေဝင်တဲ့ဟာကိုမသိဘူးဒါပေမဲ့အဲ့သူ့ကိုပြန်ပြောမယ်ဆိုတဲ့ဟာကလည်းလမ်းလမ်းမှာဖြစ်နေသူ့ဆီကစာဝင်ထားတာသိတယ်ဒါပေမဲ့ငါတိုင်းရလွတ်လိုက်ကြလိုက်ဖြစ်တဲ့အချိန်မှာ အဲကိုကဟိုရောက်ပြီဆိုရင်တော့ပြောလိုက်မယ်ပေါ့အဲအဲ့လိုမျိုးပြောမယ်ဆိုပြီးတော့ထားလိုက်တဲ့ဟာကစာရီတောက်လျှောက်ဝင်တော့အောက်ရောက်သွားအဲ့တော့တိတ်သတိမထားမိဘူးနော်အဲ့နဲ့အဲအေးဆေးပြန်ဖြစ်သွားပြီခီးရလည်းပြန်လာပြီစာရီပြန်လိုက်စစ်တဲ့ခါကျတော့အဲစာရီလည်းပြန်လိုက်ပြန်လဲကျတော့လုံးဝကိုကစာမပြန်တော့သူသူစာအတူကောင်မစိမ်းတော့ပြောချင်တာကွာ तू ကြသွားတယ် तू တက်ဖွဲ့ကနေပြောပြမှာတိတယ်ကွာတိလားအဲ့ကျအဲ့ချိန်တော့ तू ပြောထားဆိုလဲဘာမှမဟုတ်ကိုကြီးနေကောင်းလားရှင်ပြေလားအဲ့လိုလေးပဲပြောထားတာကွာ ဒါပေမဲ့အဲ့ဆာကိုဖြတ်ဖတ်ပြီးတော့ဩဒါဆိုရင်အေးလည်းမကြည့်ပါဘူးပေါ့နော်ဒါပေမဲ့ငါပြန်ရောက်ရင်တော့စကားပြောမယ်ဆိုပြီးလှုပ်ထားတာဒါပြန်ရောက်ရင်ပြောမယ်ဆိုပြီးလှုပ်လိုက်တဲ့ဟာလေးတခုကကိုယ့်ကိုနောင်တရတယ်ကွာစီလာအဲ့လိုသူ့အကြောင်းပြန်သိရတဲ့ခါကျတော့ရဲဘော်ကြပါပြီပေါ့နော်အဲ့တော့စိတ်ထဲမှာမကောင်းဘူးပေါ့နော်ဟောငါပေါ့နော်သူတို့ကဘာမှလည်းမဟုတ်ဘူးဘာမှအကူအညီတောင်းတာလည်းမဟုတ်ခင်းနဲ့ဒီလိုตาเจ้ามาจองสกาลีลาပြောได้หาองค์อ่ะเปลี่ยนไม่ပြောไล่နိုင်ဘူးဗောเนาะအခုကြတော့ငါပြောခွင့်မရတော့ဘူးဆိုတော့စိတ်ဖြစ်တော့အဲ့တော့ဒါမိဘပြည်သူတွေအနေနဲ့လေဗောเนาะရုံးရဲဘော်တွေရတယ် ဟုတ်ပေါ့ဘာကြမ်းအဲ့လိုအောက်မှာမြင်မြင်မှာအဆင်ပြေစေခြင်းနဲ့စိတ်တွေနဲ့လှုပ်ကြတာပေါ့နော်လှုပ်ကြတဲ့ခါကျတော့ဒီညီလေးလိုမျိုးပဲဒါ allergy လာပြောရည်လည်းရှိမယ်ကုညီတောင်းတာလည်းရှိမယ်အဲတခုခုဆိုရင်ဒီမိဘပြည်သူတွေအကိုတွေအမတွေတော်တွေစီမှာပဲလာပြီးတော့အပူကတ်တာရှိတယ်ပေါ့နော်ဒါပေမဲ့သူတို့မှလည်းခက်ခဲအများကြီးတချို့အားကြီးမပြောချင်မယ်နဲ့ပြောရကိုယ့်အတွက်လည်းမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးပြောရတဲ့ခါတွေမှာကျောင်းတွေကအဲခုနလိုပေါ့နော်မကူညီလိုက်ဘူးမကူညီပေးနိုင်လိုက်ဘူးပေါ့နော်ကူညီပေးနိုင်ရင်ဒါနဲ့ မကူပေးပြစ်လိုက်ဘူးဆိုရင်အဲ့ဟာလေးကနောက်ဓာတစ်ခုဖြစ်သွားနိုင်တယ်ဗောနော်ဒီကတော့ဒီရဲဘော်တွေကြာသွားပြီဆိုတဲ့ခါကျရင်ကျွန်တော်ကူပေးနေလည်းဘာမှမထူးတော့ဟုတ်တယ်နော်အဲ့တော့ရဲဘော်တွေအခုလိုမျိုးအသက်ရှင်ကျန်းမာစွာနဲ့ကောင်းကောင်းမွန်မွန်တိုက်ပွဲဝင်နိုင်မှုအတွက်ကိုမိဘပြည်သူတွေရဲ့ကူညီထောက်ပံ့မှုတွေကတကယ်အရေးကြီးပါတယ်ရုပ်တပ်ဖွဲ့တွေကရှိမှာဗောနော်အစသာရဘေးရနေကြားထဲမှာဗောနော်အစသာရကူညီချယူဆိုင်ပြီးတော့ဘလောက်ပဲလှုပ်လှုပ်ဒီလက်နေကြီးလက်နေငယ်တွေကြားထဲမှာအသက်အနေကြားထဲမှာလှုပ်နေရဖြစ်တဲ့အတွက် တော့အဆုံးစုံဆုံးပြောရရင်ဒီနေ့မြင်နေရတယ်နောက်နေ့ပြောင်းရင်ပျောက်သွားနိုင်တယ်ဘောနော်အဲ့တော့အဲ့ခါကြာမှတော့ကျွန်တော်တို့တွေကူညီကျင်တယ်ဆိုလဲဘာမှလုပ်လို့မရတော့အဲ့မတိုင်ခင်လေးမှာကျွန်တော်တို့တွေတက်နိုင်နေတဲ့ဟာလေးပေါ့နော်ကျွန်တော်တို့ဘလောက်အများကြီးမှမဟုတ်အများကြီးကူညီမှကူညီတာမဟုတ်အဲ့ကြာနည်းနည်းလေးပဲတက်နိုင်တက်နိုင်ကျွန်တော်တွေကိုကူညီပေးမယ်ဆိုရင်ကျွန်တော်ရဲဘော်တွေရအသက်တွေကိုကယ်ပေးတာနဲ့အတူတူပဲဆိုတော့ကျွန်တော်ဒီညနေ့ပြောချင်တာပေါ့နော်ဒီကတော့ထောက်ဖို့တွေရတာဝန်ရလဲမသေးသလိုသူတို့ရဲ့ ခံစားရတဲ့ခံစားချက်တွေကိုလည်းမိဘပြည်သူတွေသိစေခြင်းနဲ့ပြီးတော့မိဘပြည်သူတွေရဲ့ခံစားချက်ကိုလည်းဒါညီလေးတို့သိစေခြင်းနဲ့အဲဒီခါကျရင်ပြည်သူတွေကသူတို့မှာအခက်အခဲရှိတဲ့အခါပေါ့နော်။ကိုကြီးပေးခြင်းပေမဲ့လည်းအခက်အခဲရှိတော့ဟိုပေါ့နော်ပြောမထွက်ဘူး။အများတမ်းမှကိုကြီးကျင်တဲ့စိတ်နဲ့သူတို့ကကိုကြီးကျင်တာ哦ဒါပေမဲ့အဲ့လိုတခုခုအဆင်မပြေတာဖြစ်နေတဲ့အချိန်ဒီခါကျရင်ညီပြောလို့ပေါ့သူတို့ငွေကြေးမရှိတာဒါမှမဟုတ်လည်းပြေးရလွှမ်းနေရတာအဲ့လိုမျိုးအချိန်မျိုးတွေမှာငင်းရဆိုရတာလည်းရှိတယ်။ခါကျရင်ညီလေးက तू က ငင်းရမယ်လို့မဟုတ်ဘူးကွာပြောရရင်မင်းတို့အရန်ခင်နေချစ်တယ်မင်းတို့အဲ့လိုမျိုးငင်းလိုက်ရမှာအားနာတဲ့ခါကျတော့စာလေးဖွင့်မကြည့်ပြစ်တာမျိုးငါပတ်ဆက်ရရင်တော့ငါငါမောင်လေးကိုသွားပေးမယ်ငါညီလေးကိုသွားပေးမယ်ဒါပေမဲ့လောလောဆယ်ပတ်ဆက်မရှိသေးတော့ငါစာလေးကိုနောက်မှကြည့်မယ်ဆိုပြီးအားနာစိတ်နဲ့ထားလိုက်သူတွေလည်းရှိတယ်အဲ့ဒါတကယ်လည်းကြုံမှုလေပေါ့နော်အဲ့ကြအဲ့လိုမျိုးဟာတွေကိုတော့ဒါအခုဆိုရင်ဒါရှင်းရှင်းလင်းလင်းသိသွားအောင်လို့ အပြည်သူတွေဘက်ကရောဒလိုင်းတက်ဖွဲ့ကြီးဈာထဲမှာရောအဲဒီဒီနားလည်မှုလေးကျွန်တော်ပို့ရှိဖို့လိုတယ်ပေါ့နော်အဲကြတခုခုဆိုရင်ကျွန်တော်တွေဝိုင်းပြီးစူးစမ်းမှရမယ့်အနေထားပေါ့နော်အဲဒီခုချက်တင်နေဆိုလည်းအခုဒါကျွန်တော်ကမ်ပိန်းလေးလုပ်နေပေါ့ဒီကမ်ပိန်းလေးမှာလည်းအဲ့လိုပဲပေါ့နော်ရှေ့တန်းမှာတိုက်နေကြရရေပေါ်ရှိတယ်အဲကြတက်နိုင်သလောက်တို့စူးစမ်းရုန်းကန်နေကြပါတယ်မြေမှာလည်းတကယ်လုပ်နေကြတယ်အဲခုနလိုပေါ့နော်ဟိုကျွန်တော်တို့နောင်နာတွေမရခြင်းဘူးပေါ့ကျွန်တော်ရေပေါ်ရဲ့နောင်နာတွေမရခြင်းဘူးကျွန်တော်မိဘပြည်သူတွေကိုလည်းနောင်နာမရစေခြင်းဘူးပေါ့နော် ီဒေါ်လာရေးမှာကတော့တက်နေတော့ကူခဲ့တယ်ဟာဆိုတော့ဂုံယူတဲ့စိတ်မျိုးပဲဖြစ်စေချင်တော့ဒီကမ်ပိန်းလေးမှာလည်းတက်နေတော့ပါဝင်ပေးကြပါလို့ဒီညာနေပြောချင်ပါပဲဗျ။အဲညီလေးနေနေရောပြည်သူတွေကိုပြောချင်တာပါရှိတယ်။စကားဝိုင်းလေးရဲ့အဆုံးသတ်နေနဲ့ကျွန်တော်တို့ဒီဒီပွဲကြီးကနိုင်အောင်နိုင်မှာနိုင်အောင်လဲကျွန်တော်တို့ရဲဘော်တွေစိတ်အောလူအောအကုန်လုံးနှစ်ပြီးတော့ရုံးနေကြတာအဲအကြောင်းမလို့မနိုင်အောင်ဆိုတာမရှိဘူးအဲမိဟိုမိမပြည်သူတွေ ပါတဲ့ပွဲမှုလို့လည်းတေချာပေါက်ကိုနိုင်မှာဟုတ်ဟောဆိုတော့ဒီမိဘပြည်သူတွေအတွက်ပဲမိဘကျွန်တော်ညီလေးတောက်ဆိုတာလည်းပြည်သူပဲလူပြည်သူတွေကနေပေါက်ဖွာလာတာအဲ့တော့ပြည်သူတွေပါလာပြီဆိုတဲ့အောင်ဒီဘွဲကဒီပြည်သူတွေမရှိရဲ့ဘက်ကအရှုံးပဲဒါပဲအဲ့ကြောင့်မလို့မိဘပြည်သူတွေအားလုံးကိုလည်းအားကိုးပါတယ်ပြီးတော့လည်းဟိုဒီညအိယာဝင်တိုင်းရောအချိန်တိုင်းရောဆူတောင်းပေးပါတယ် ဒီစကားစားဖေးရနေအများဆုံးလုပ်ပြီးတော့ဟိုဒီစစ်မှန်တဲ့ Federal Democracy အများဆုံးရကြပါလေလို့လည်းဆုတောင်းပေးပါတယ်ကျွန်တော်လည်းရအောင်လည်းကြိုးစားနေပါတယ်ဟုတ်ကဲ့ကျေးဇူးတင်နေဟုတ်အဲ့ဒါမြတ်ပြည်သူရဲ့အနေနဲ့လည်းဒါကြောင့်ညီလေးတက်ကဲနဲ့ပြောတဲ့စကားတွေကိုကြားပြီးချို့ဟာတွေမှာနားလည်ကြားလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ကြီးတွေလိုကြပါတယ်အဲ့ကြီးတွေက အမိဘပြည်သူတွေကူညီပေးမှရမယ်အကူအညီလည်းရှိပါတယ်ဗောနော်အဲကြတော့ဒီလောက်ဆိုရင်ဒါမိဘပြည်သူတွေအနေနဲ့လဲထောက်ဖို့ရဲကဏ္ဍတွေရောမြေပြင်ကစီးရင်ပတ်သက်တဲ့ဟာတွေရောမြေပြင်ကတော်လိုင်းတပ်ဖွဲ့တွေရဲ့ရင်ထဲကခန်းစားချက်တွေကိုရောနားလဲကိုချင်းစာမိလိမ့်မယ်လို့ထင်ပါတယ်အဲ့လိုပဲတပ်ဖွဲ့တွေကလည်းမိဘပြည်သူတွေကိုအမြဲတမ်းကိုချင်းစာနားလဲအားနာတယ်အချစ်ခင်လေးစားတယ်ဆိုတဲ့စိတ်တွေကတော့အမြဲတမ်းရှိတယ်ဗောနော်အဲကြကျွန်တော်တို့အားလုံးပူးပေါင်းပြီးတော့လှုပ်ဆောင်မယ်ဆိုရင်ဒီကြပါအောင်မြင်မယ်လို့ဒီညနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်